ိုးတက်နေတဲ့ခက်ကြီးမှာကွာမင်းမို့လို့အဲ့ဒါတွေကိုယုံနေသေးတယ်အလကားယုံတဲ့စကားတွေကွာဟဲ့ကောင်ဒီလိုလည်းမဟုတ်သေးဘူးလေကွာမင်းဟိုစကားပုံကိုမကြဘူးလားရှေးထုံးလည်းမပယ်နဲ့ဈေးထုံးလည်းမကြွယ်နဲ့ဆိုတာဟိုတာကွာသူရမင်းငါ့ကို စကားပုံတွေပါနေနဲ့လာမချုံနဲ့ကွာငါဆိုတဲ့ကောင်ကဒါမျိုးတွေယုံတဲ့ကောင်မဟုတ်ဘူးဒီမှာမင်းသူမင်းရဲ့တယူတန်စိတ်ကငါတို့ စခင်ကလေးကနော်ငါနောက်ဆုံးမင်းကိုပြောမယ်တို့မျက်စွာဘုရားရှင်တော်မှာ32ပုံအကြောင်းကိုဟောခဲ့တယ်လေအေးအဲ့ဒီ32ပုံရဲ့အပေပုံ၄ပုံထဲမှာမင်းလက်ခံထားတဲ့ငရဲနဲ့တိရစ္ဆာန်အပြင်ပိတ္တာတို့အတူတကယ်တို့ဆိုတဲ့ဘုံဘွားတွေလည်းပါနေရဲဆိုတာမင်းမမေ့နဲ့ကွာဟုတ်ပါပြီငါမငင်းတော့ပါဘူးတရားသမားကြီးရာမင်းငါ့ကိုမရွက်နဲ့မင်းသူ မင်းတကယ်မယုံဘူးဆိုရင်တော့ စမ်းလို့ရတဲ့နေတွေအများကြီးရှိတယ်။ဘာလဲ။တရေခေါ်နေလား။နားစမ်းပါကွာ။ငါငငယ်ကချစ်ကလေးမတို့အုံးမခွက်တရေတို့ခေါ်ဘူးတယ်လေ။ဘယ်မှာလာလို့လဲ။ဘာတရေမှမရှိဘူး။အမဲသားကိုလမ်းဆုံမှာထားပြီးတော့ခေါ်တော့ကလည်းတရေမလာတဲ့ပြင် ခွေးကအမဲသားကြီးကိုဆွဲပြီးတော့ပြေးသွားတယ်။အလကားကွာ။ရှေ့လူတွေကကလေးတွေကို၆လမ်းမို့အတွက်တရေနာမည်တွေကိုရှောက်ပေးကြတာ။တော့ကြတော့မင်းတို့နှစ်ယောက်စလုံး ငင်းနေတာရက်လိုက်တော့ဒီအတန်ကြောင့်သူရနဲ့မင်းသူတို့အငင်းကုန်ရက်သွားပြီးတဲ့နောက်အကြည့်တွေဟာအတန်ရှင်စီကိုချောက်သွားတယ်အတန်ရှင်ဟာစမ်းသစ်ဖြစ်ပါတယ်သူရမင်းသူနဲ့စမ်းသစ်တို့သုံးဦးဟာတယောက်တနေရာစီကလာကြပြီးတော့24နာရီလဲပတ်နေတဲ့စတိုးတစ်ခုမှာအလုပ်လုပ်နေကြသူတွေဖြစ်ပါတယ်ဆိုင်းကမနက်နေ့လေလို့ညဆိုပြီးတော့အချိန်၃ဆိုင်ရှိရာစမ်းသစ်တို့ဟာညဆိုင်ဆင်ရတယ်ညဆိုင်က ကတ်စတမ်မှာပါပြီးတော့အရက်ပြာလာဝယ်သူတချို့သာအများဆုံးရှိတယ်။ဒါကြောင့်ဝယ်သူမရှိ အားလက်ချိန်တွေမှာသုံးယောက်သာစကားပြောနေရတရေအကြောင်းကိုရှင်းသွားခြင်းဖြစ်ပါတယ်။တရေအကြောင်းလို့ဆိုတဲ့အခါမှာသူရနဲ့မင်းသူတို့ကအပြန်အလှန်ညှင်းကုန်ကြတယ်။အချိန်တွေကိုဝင်ဝင်ပြောသေးရွဲ့နဲ့တီးခန့်နားထောင်နေသူစန်တစ်ကတီးမခန့်နိုင်တဲ့အဆုံးဝင်ပြီးတော့တားဆီးလိုက်ပါတယ်။ဆက်လက်ပြီးစန်တစ်ကငါပြောမယ်။တရေရှိတယ်မရှိဘူးဆိုတာစကားနဲ့ပြောမနေဘူး။ သူရမင်းကယုံတယ်ဆိုထားတော့မင်းသူမင်းကမယုံဘူးဆိုတော့စမ်းကျင်လားငါအတီမင်းနေတာစမ်းတရဲ့မျက်နှာတီလုံးနေမင်းသူကလည်းသူ့ရဲ့ခံယူချက်တိုင်းပဲခက်ချစ်ချင်မျက်နှာပေးနေအေးစမ်းကျင်နေတာကြာပြီကွာကြိုက်တယ်ဒါမျိုးစိတ်တက်ကိုကြိုက်တာစမ်းတက်ကသူ့ရဲ့စကားဆုံးမှာတစ်ချက်မဲလိုက်တယ်သူရကဘေးကပါဇက်ဟောင်းလာနဲ့မျက်တော်မကတန်းစိတ်ဝင်တစားနားထောင်နေဒီချိန်မှာစမ်းတက်ဟာ ဒီလာမဲ့ကြတာပရိမင်းပြရမလားမင်းသူကပြန်ပြောပြီးတဲ့နောက်အေးလီငါနားရက်လေအဲ့ဒါဘာဖြစ်လို့လဲမင်းစမ်းကျင်အဲ့နေကိုစမ်းလို့ရတယ်အစီစဉ်ကဒီလိုငါပြောတဲ့အိမ်မှာမင်းတညသွားအိပ်ရမယ်ဘလို့လဲမင်းသူဆိုလိုတာကအဲ့ဒီအိမ်ကငါဦးလေးရဲ့အိမ်အဲ့ဒီအိမ်မှာလဲသူတယောက်ထဲနေတာလောလောဆယ်တော့ဦးလေးကမရှိဘူးအိမ်တော့ကတော့ငါစီကိုအပ်ခဲ့တယ်ငါလည်းတစ်ခါတလေသွားပြီးတော့အိမ်ဆောင်ပေးတယ် လာမဲ့ကြာတာပဲနဲ့ငါကညာဆိုင်မဲ့ဆိုတော့မင်းအဲ့ဒီအိမ်မှာအိမ်မဆိုးအချိန်ညနေလောက်မှာငါအိမ်ကိုလာခဲ့ငါမင်းအိမ်ရမယ့်အိမ်ကိုခေါ်သွားပြီးတော့မင်းလက်ထဲကိုအိမ်တော့ပေးခဲ့မယ်တညပဲအိတ်ကြည့်ပါကွာစမ်းသရဲ့စကားဆုံးမှာတော့မင်းသူဟာစိတ်လိုက်လေကွာအဲ့ဒီအိမ်မှာဘာဖြစ်မယ်ဆိုတာငါတွေးပြီးတော့မှရင်မခေါ်မှုကွာစမ်းသက်ကြာတာပရိကြရင် တွေ့မယ်ငါဖုံးဆက်လိုက်မယ် သူတို့ရဲ့စကားဝိုင်းလေးဟာကောင်းနေတော့နေလေးတို့ရေဂရန်အပြားတစ်ထောင်လောက်လုပ်ပါဦးကွာထုံးစံတိုင်းပဲအရက်လာဝတဲ့သူရောက်လာတာကြောင့်ငွေရှင်းနေရာကပြေးသူပြေးအရက်ပလင်းရှာသူကရှာအလုပ်ပြန်စားခဲ့တယ်အိညာကဒီလောက်နဲ့ပဲပြီးစီသွားခဲ့တယ်အေးဟယ်လိုစက်တဲ့ငါမင်းသူပါကွာငါအခုမင်းတို့လန်နာရောက်နေပြီအော်အေးမင်းသူဟိုနားကိုလာခဲ့ကွာအဲ့နားမှာငါဟင်ရှိတယ်ခေါင်းမိုးအပြားလေးနဲ့ မကြခင်မှာသူတို့နဲ့ဥသာစုံကြပါတယ်ချိတ်ဆက်ထားကြတဲ့အတိုင်းမင်းသူကစန်းသစ်ကို သူ့ရဲ့ဦးလေးအိမ်ဆိုတဲ့နေရာကိုခေါ်သွားခဲ့ပါတယ်ဒီနေရာက မင်းသူခံမှန်းထားတယ်လို့စန်းသစ်တို့အိမ်နာမှာမဟုတ်ဘဲနဲ့ဘတ်ကားနိုင်ဝက်ကန်စီရတယ်မှတ်တိုက်တစ်ခုရောက်မှာတော့စန်းသစ်ကမင်းသူကိုခေါ်လမ်းငယ်တစ်ခုထဲကိုဝင်သွားတယ်အဲနောက်လုံချင်းနှစ်ထပ်အိမ်ငယ်တစ်ခုရှိရောက်မှာရက်လိုက်တယ်ဒီအိမ်ချင်းတကားကြီးကိုစန်းသစ်ဟာသူ့မှာပွာလာတဲ့တော့နဲ့ဖွင့်ဝင်တယ်အဲဒီကနေတဆင့်အိမ်တွေက အိမ်ထဲကိုရောက်တဲ့အခါမှာတော့စမ်းသက်ရာတစုံတရာကိုတရိထားတဲ့ဟန်နဲ့လက်စီကစားတယ်။အိမ်အတွင်းအပြင်စင်မှာမရှိသလောက်ပဲ။အိမ်ကစောက်ကစားအိမ်လေး။တက်လွင်မှုအနှဲငယ်ရှိတာကိုတော့ကြည်ချင်းအဖြစ်အိမ်ရှင်ဟာအတော်လေးကိုစနင်းတကျရှိတယ်လို့လည်းယူဆမိတယ်။ဒီချိန်မှာစမ်းသက်ကဒီမှာကပိုင်ရှင်။ပိုင်ရှင်ကငါးဦးလက်တောင်နေတာ။သူကလက်ရှိခီးတစ်ခုသွားနေတယ်။ပြီးတော့သူ့ရဲ့အိမ်ကိုလည်းငါးလက်ကိုအပ်ခဲ့တာ။ အိမ်တွင်းပစ္စည်းတွေမရှိဘူးဆိုတာသူကခီးသွားရင်နှစ်ပေါက်မှမလို့သူမရှိတော့အိမ်ငါတင်လို့ရရင်တင်ထားပါဆိုလို့ငါရှင်းထားတာတိမ့်ဆရာရှိတာတိမ့်နဲ့မင်းအဆင်ပြေမှာပါအဲ့ဆရာကတဲ့ငါဟိုးမှာတွေ့လာ အခန်းထဲကရေမီးအစုံနဲ့ရှိတယ်အိမ်သားလည်းအဆင်ပြေတယ်တညကောင်းကောင်းနေလို့ရတယ်ငါတခုတတိပေးချင်တာကမင်းတခုခုပြဿနာရှိရင်လမ်းတိတ်ကဓမ္မယုံကိုသာပြေးသွားလိုက်အဲ့ဒီမှာလူဆောင်နေရှိတယ်ဒါနဲ့ငါနောက်ဆုံးမေးမလို့ မင်းတကယ်စမ်းသပ်မှာတေချာလားစမ်းသပ်ရဲ့စကားဆုံးမှာမင်းသူကတေချာလို့ပဲငါရောက်လာပြီလေကွာတင်ញိုင်ကုန်းကိုသွားအိတ်ဆော်နောက်မှာဂူဘော်ကိုတက်ပြီးတော့အိပ်ပြရဲသေးတယ်ငါအတွက်တရင်ကဘာကြောက်စရာမှမရှိဘူးတရေဆိုတာလက်ကတကယ်ရှိတဲ့အရာလည်းမဟုတ်ဘူးဒီကမှစမ်းသပ်ကရည်ပြီးတော့အေးပါကွာမင်းအဆင်ပြေပြီးတာပဲအိမ်တော့ကိုတော့မင်းသူကို ပေးခဲ့ပြီးစမ်းသပ်ပြန်သွားတယ်ညနေဆောင်းလာပြီဖြစ်တဲ့အတွက် မင်းသူ လမ်းထိပ်မှာတကုတ်ကိုသွားစားပြီးတဲ့နောက်သူ့အိမ်ရမယ့်အိမ်ကိုပြန်လာတယ်။ဟိုဒီပတ်ကြည့်တယ်။အိမ်ရဲ့တိစောက်ပုံဟာစနစ်ကျပြီး96ခုနဲ့ဒီဇိုင်းမျိုးသူ့မိုးနဲ့အုပ်တစ်သားရောပြီးတော့စောက်ထားပါရယ်။အပေါ်ထက်မှာဖုန်တွေကတက်နေပြီ။စိတ်တိုင်းကျလိလာပြီးတဲ့နောက်အောက်ထက်ကအခန်းတစ်ခုတွင်ကဝင်ကအခန်းတွင်မှာရှိတဲ့ခရိုင်ပေါ်မှာကြောဆန်းနေ။စိတ်ထဲမှာမတုံ့မတန့်ခံစားချက်တွေမဖြစ်စဘူးခံစားလိုက်ပြီးမြဲပို့ပို့တနေပဲမှတ်ယူထားလိုက်တယ်။အိမ်တွင်မှာ စ္စည်းတွေကကင်းမဲ့နေပြီးတော့အခန်းထဲမှာဂရဒင်တလုံးသာရှိပါတယ်။ဖွင့်ထားတဲ့ညာရီမီဒီဟာအဝါရောင်ဖျက်ဖျော်လေးလုံနေကြတိုင်းပဲအသိမ်းပါလာတဲ့ဖုံးလေးကိုထုတ်ဟိုဒီနှိပ်ပြီးတော့မျက်လုံးတွေက လေးလာတယ်။မကြခင်မှာမင်းတို့တယောက်အိပ်ပျော်သွားပါတယ်။အချိန်ကည7:00နာရီကျော်နေပြီ။တတော်တော်နဲ့အခန်းတကာခောက်တန်းကြောင့်မင်းတို့တယောက်လန်လို့လာပါတယ်။အကျင့်မူတုနဲ့ထားပြီးအိပ်ခန်းတကာဖွင့်ရင်လည်းရောင်ရမ်းကမေးလိုက်တယ်။ဘာလို့လဲ။မောင်မဲတိတ်ဆိတ်နေတဲ့အိမ်အတွက်မှာ မင်းသူစကားတဲ့ကလွဲလို့ဘာအတန်းမှထပ်ပြီးထွက်မလာဘူးမင်းသူပြန်အိပ်ဖို့ကလေးဘက်ကိုခြေဦးလဲမှာတော့တတော်တော်နဲ့တကားခောက်တန်ကိုတက်ပြီးတော့ကြားပြန်နေအခုတကားတကားခောက်တာဟာအင်ဂျီရဲ့အဝင်တကားကလာတဲ့အတန်းမင်းသူလည်းအိမ်မီးတွေကိုပွင့်ပြီးတော့လက်စီတွေပြူလာတယ်အိမ်ရှိကိုသွားပြီးတော့တကားပွင့်ကြည့်တယ်ဘသူမှရှိမနေဘူးလက်စီရှိတဖက်လန်းကအုံးမကြီးတွေလာရအောင်မှရိန်ထိုးကမြူနေတာကိုတော့မြင်ရတယ်ဒီချိန်မှာ လေးရီတစ်ချက်ကမင်းသူရဲ့ကိုလုံးကိုပြစ်တိုက်သွားပြီးတော့အိမ်ထဲကိုတိုးဝင်သွားတယ်။ရာသီအချိန်မဟုတ်အေးများတဲ့လေကြောင့်ပဲမင်းသူတကောလုံးတက်သိနေထားပြီးတော့နှစ်ချက်လောက်တုံသွားတယ်။ထိုးခြားတဲ့ဖြစ်စဉ်ကြောင့်မင်းသူအံ့ဩနေပြီးတော့တကားကိုတေးချပြန်ပိတ်တယ်။ပြီးတော့အိတ်ခန်းကိုပြန်လာကပြန်ပြီးတော့အိတ်တယ်။မကြခင်မှာအတန်နေကြားရရနေ။အတန်နေကရေချိုးကန်တင်းကရေရီတလဟောကြာဆင်းနေတဲ့တန်။မင်းသူလန်လို့လာပြီးတော့မိတွေကိုဖွင့်ရေချိုးကန်ကိုဝင်ကြည့်တယ်။ ဘယ်သူမှမရှိဘူးရေတွေကတစုံတယောက်ဖွင့်ထားသလို ခလုတ်ကလဲနေတာမင်းတို့တယောက်ခလုတ်ကို ပြန်ပိတ်ပြီးအပြေရှာနေတော့ဘုံဆိုတဲ့တန်နဲ့တူတူမင်းတို့ရောက်နေတဲ့ရေချိုးကတကားဟာပိတ်သွားတယ်မင်းတို့တယောက်ခေါင်းနှပန်းကြီးသွားတယ်တကားကိုပြန်ဖွင့်နေလုံးဝပွင့်မလာဘူးတပြိုင်တည်းထဲဆိုသလိုရေတွေကလှုပ်လှုပ်ပြန်ပွင့်လာတယ်ရေအောင်တွေကလည်းပြေးပြေးနဲ့သွေးနီအောင်ပလာတာကိုအလင်းထဲမှာအရှင်းသားမြင်နေရတယ်မင်းတို့ရေကိုပထမအဆုံးပိတ် တုံကြီးတဲ့လက်ဆောင်နဲ့တကားကိုဆွတ်ဖွင့်ရာဖွင့်သွားတယ်။ဒီချိန်မှာတကားဝမှာ ရေစုံနေတဲ့ခြေရာတစ်စုံလုံမရှိတဲ့အိမ်ကတကားပိတ်ခံထားရတဲ့ပြင်အပြင်မှာခြေရာမြင်တာကြောင့်မင်းတို့အတော်လေးကိုထိတ်လန့်သွားတယ်။ဒီညအိပ်ဖို့အတွက်လာခဲ့မိတာကိုလည်းပထမအဆုံးချိန်နောင်တာရမိတယ်။ဒီလိုအတွေ့ဝင်နေတော့သူရက်တဲ့နေရာတက်တယ်မှာတော့ညနေချက်ပေါ်ကိုအိမ်မော်ကလေးပင်နဲ့ပစ္စည်းတောင်မှမဟုတ်တစုံတစ်ယောက်ကခုံချလိုက်တယ်လို့ဘုံဆိုတဲ့အတံပင်းပင်းကိုကြားလိုက်ရပါတယ် မင်းတူတယောက်ဟုံးဆိုပြီးတော့အတန်ကြောင့်ပဲလန့်ပြီးတော့အော်လိုက်မိတယ်။တပိုင်နဲ့တဲဆိုသလိုလေကားစီပြေးသွားပြီးအိမ်ပေါ်တက်ကိုတက်ကြည့်။မိုးပွင့်ကြည့်ရအိမ်ပေါ်မှာဘာမှရှိမနေဘူး။လူတောင်မှမဟုတ်ကြောင်တကောင် ရှိနေမယ်ဆိုရင်တော့အိမ်ကျမ်းပြင်ကဖုံတွေကကွက်သွားနိုင်တယ်။အခုအဲ့ဒီဖုံတွေတောင်ခြေရလက်ရမပြတ်ဘူး။ဒီချိန်မှာအိမ်အောက်မှာရှိတဲ့မင်းတူခန့်ကိုတစုံတစ်ယောက်ပြေးသွားတဲ့ခြေတံတွေကြားရပြန်တယ်။တောက်ခေါက်တံအကျယ်ကြီးတစ်ချက်ကိုလည်းကြားလိုက်ရတယ်။ မဲသူတယောက်ပြရာခတ်သွားပြီးတော့ဟိုပြေးဒီပြေးနဲ့အယူတယောက်စမ်းနေတယ်။နောက်ဆုံးမှာကျောက်စိတ်ကိုအားတင်းထားပြီးတော့နေရတစ်သားတုတ်တချောင်းကိုခတ်တင်းနေကိုင်းသူ့ရဲ့အခန်းတွင်ဝင်ကြည့်တဲ့ပုံစံဘလို့ရက်ရောက်မှမတွေ့ရဘူး။မဲသူဟာသူ့ရဲ့ကျောက်စိတ်ကိုပုံနှိုးပေးတယ်လို့မိတ်တုံမိတ်တုံဖြစ်နေပြီးမှမိကပြင်ချင်းသွားတယ်။မဲသူတယောက်ဆုံးဖြတ်ချက်တစ်ခုကိုချပြီးတော့အခန်းကားကိုအတွင်းကနေတော့ကတ်တယ်။လူကခရင်ပေါ်မှာအိပ်ပြီးအခန်းတွင်းလှောက်ရှားမှုတွေကိုသတိထားကြည့်တယ် အကမ်းပြင်ကတကားကောက်တန်တွေရေကြတန်တွေပြေးလွားတဲ့တန်တွေလမ်းလျှောက်တန်ခြေတန်တွေအိမ်ပေါ်တက်ကခုံပေါက်တဲ့တန်တွေဒါတွေကိုတစ်မျိုးတစ်မျိုးကြားနေရတယ်မင်းတို့တယောက်သွေးပြတ်မတက်ကြောက်လန့်နေပြီအကမ်းတွင်းကခြေတွေကိုစောင့်ကြည့်တယ်ဒီလိုကြည့်နေတော့အိမ်ကနေဖြစ်နေကြားနေရတဲ့တန်တွေအားလုံးထိတ်သွားပြီးတော့မင်းတို့ကရင်ချဲအိမ်မှာရှိတဲ့ကရင်ပေါက်မှာအရေးတခုဖြတ်ပြီးပြီးသွားတာကိုခြောက်ချားဝင်မြင်တွေ့လိုက်ရတယ်ကရင်ပေါက်နှစ်ပေါက်ရှိတာကြောင့် မင်းတို့တကောလုံးကြောက်စိတ်ကြောင့်ပဲတုံလှုပ်နေပြီးဇောချွေးတွေတီးကနှလုံးခုန်တံကိုတောင် ပြန်ချားနေရတဲ့ပြည့်အကြည့်ရရအဲ့ဒီပြတင်းပေါက်ကိုသာအာယုံစိုက်ထားပါတယ်ပြတင်းပေါက်ကအရေးတွေကိုမျက်လုံးထဲမှာမြင်အောင်ပြပြရမယ်ဆိုရင်တော့လူတယောက်အိမ်ကိုအခေါက်အခါကပတ်ပြေးနေတယ်လို့မျိုးဖြစ်ပါတယ်ခဏအကြာမှာတော့အဲ့လှုပ်ရှားပြေးလွှားနေတဲ့ရိတ်ဟာမင်းတို့ရဲ့ကရင်ချင်းဘက်မှာရှိတဲ့ပြတင်းပေါက်တက်တက်မှာရပ်တန့်သွားတယ်ပြတင်းတကအပြင်မှာရှိတဲ့ပုံစံဟာဘသူဘဝါဆိုတာခွဲခြားလို့မရပါပဲ။ အပြင်ကနေမင်းတို့ခရင်ရှီယာကိုစိုက်ကြည့်နေတဲ့ပုံစံတစ်ကြောင်းကိုတော့ခံစားသိမြင်ရတယ်။မင်းတို့ဟာသူ့ရဲ့ကြောင်းစိတ်တွေအဆုံးစမဲနေပြီးအသက်ရှူဖို့တောင်မေ့နေတာ။ဗဇက်တွေကစွန့်အားနေပြီးတော့တရင်မောက်အပြင်ကအရာကိုသာအခန်းအတွင်းဝင်လာမှာကိုစောင့်ရင်စိတ်နဲ့စိုက်ကြည့်နေပါတယ်။ဒါပေမဲ့မင်းတို့ရဲ့စူတောင်းမပြေခဲ့သလိုအခန်းတွင်းကမိတ်တုံမိတ်တုံဖြစ်သွားပြီးမိသည်ဟာလုံးဝကို အမောင်တိကျသွားတယ်။မင်းတို့တယောက်မောဟနေတဲ့လုံနာတအူးလိုပဲသွေးပြတ်နေပြီး ကမကရလက်ထဲကဖုံးတံမျိုးကိုဖွင့်ကချင်းဘက်ကဗတင်းမောက်ကိုထုတ်ကြည့်တယ်။ဗတင်းမောက်ဟာပွင့်လျက်အနေထားဖြစ်နေပြီးတော့ဗတင်းတကားတွေကလည်းစော်ကစားနေတယ်။တက်စတဲ့မှာပဲမင်းသူဘေးကနေအပုံနဲ့နဲ့တရရော့အသက်ချုပ်တဲ့လိုမျိုးလေတူးတန်ကြားလိုက်ရတာကြောင့်မရေတရေနဲ့တုံးကြီးကခေါင်းထဲမျက်စိကိုပြင်းပြင်းစွာနဲ့လှည့်ဆောင်ကြည့်တယ်။လက်ရှိပုံမေးလင်းအောင်မှာမြင်တွေ့လိုက်ရတာကသူ့ဘေးမှာဖိုးကြီးတယောက်အသက်ကြီးပြီးပရေတွေတွန့်နေနေပြီးတော့မျက်နှာတစ်ခုလုံးဟာသွေးမရှိသလိုဖြူပက်ဖြူပက်ဖြစ်နေတယ်။ သပင်းရအဖွေသားအင်းကြီးကမသားတွေလိုပြောင်းမြောင်ဝှက်ပြီးမျက်စံမရှိတဲ့မြောင်ဟာဒေါသဟန်နဲ့သူ့ကိုအနီးကပ်စိုက်ကြည့်နေတာကိုမြင်လိုက်ရတယ်။ဒါတော့မင်းတို့လည်းကြောက်စိတ်ကြောင့်အပေါင်းနဲ့အလေးတွေထွက်ကြပြီးတော့အတန်ကုန်အောင်ချင်းအိမ်မှာရှိတဲ့ဗရင်ပေါက်စီကိုပြေးသွားတယ်။ဗရင်ပေါက်ကတဆင့်ခြံထဲရောက်ပြီးခြံစည်းရိုးကျော်ကလမ်းတိတ်ဓမာယုံရှိရာကိုငဲတန်းပအောင်អော်ပြီးတော့အားကုန်ပြေးခဲ့ပါတယ်။မင်းတို့ရဲ့အုံသားကြောင့်ရက်ကွက်ကအိမ်နဲ့မေးလင်းလာတယ်။ဓမာယုံထဲကလူတွေလည်း ပြေးထွက်လာကြတယ်။ဓမ္မယုံနာရောက်မှာတော့မင်းသူခြေထောက်တွေပြောက်ခွေပြီးတော့လမ်းမှာပဲတတိလက်ပြီးတော့ပြည့်လဲကျသွားပါတယ်။နားထဲမှာစုံညာနေတဲ့အတန်တွေစတင်ကြပြီးတော့လေးလံတဲ့မျိုးလုံးတွေကိုအားယူဖွင့်ကြည့်တယ်။သူ့ရဲ့ဖေးရဲ့ပက်ပက်လဲမှာလူ၁၄၅ယောက်ကဝိုင်းအောင်နေတာကိုမြင်ရတယ်။ကြောက်စိတ်မပြေသေးတာကြောင့်နိုးရနဲ့မျိုးလုံးပြုတ်ကပဝန်းကြီးကိုကြောက်ကြောက်လန့်လန့်နဲ့ကြည့်တယ်။ပါဇက်ကလည်းခရောင်ကန်းနေပြောနေမိတယ်။လေးချင်းနေမှာလူကြီးတူဦးဟာပရိတ်ရည်တို့ကိုခွက်ထဲကိုထည့်ပြီးတော့ က်ကောင်လေးညော့ဒါတောက်လိုက်ဆိုပြီးတော့ရေတခွက်ကိုကမ်းပြီးမင်းတို့ရဲ့ခေါင်းကိုခိုင်ကတရဏဂုံရွှတ်ဆိုပေးတယ်မင်းတို့အဲ့ဒီရေတောက်ပြီးအမောပြေးသွားသလိုရင်းနဲ့အေးသွားတဲ့ခံစားမှုကိုလည်းခံစားရတယ်ပြီးတော့မှသူအသက်ကိုဝအောင်ရှူတယ်မင်းတို့တယောက်တင်းငိမ့်သွားတော့မှလူကြီးကချတိတ်မင်းဘာဖြစ်တာလဲဘာမှနေတာလဲဒီတော့မင်းတို့လည်းဖြစ်ချောင်းကုန်စင်ကိုမကွယ်မောဟတိုင်းရှင်းပြလိုက်ပါတယ်ဒီခါမှာမင်းတို့နေမှာနားအောင်နေကြတဲ့သူတွေ အာမေဒိတ်တန်တွေထွက်ပေါ်လာတယ်။မင်းသူစကားဆုံးမှာတော့အဲ့လူကြီးဟာမင်းတို့ကောင်းလေးတွေကွာတော်တော်ကိုကတ်တာပဲ။မလုံးတင်မစမ်းတင်တာကိုမှစမ်းကျင်ကြတယ်။ကံကောင်းလို့မသေးတာ။အေးမင်းတင်ငယ်ချင်းစမ်းသစ်ဆိုတာငါတူတော်တယ်ကွာ။မင်းအိတ်ခဲ့တဲ့အိတ်အိတ်ရှင်ကငါအကူအကြီးဆုံးတန်းထွက်ရဲ့အိမ်ပဲ။ဒါပေမဲ့စမ်းသစ်ပြောတယ်လို့အိတ်ရှင်ကခီးသွားနေတာမဟုတ်ဘူးကွာ။အိတ်ရှင်ကအဲ့ဒီအိမ်မှာပဲနေနေတာ။လူကြီးရဲ့စကားကြောင့်မင်းသူပြာကတ်သွားတယ်။ ဒါဆိုကျွန်တော်ကျွန်တော်မြင်ခဲ့တာကဥတန်းထွေးကြီးပေါ့ဟုတ်လားလူကြီးကခေါင်းတဆက်ဆက်ညှိမ့်ပြတယ်တိတ်မှန်တာပေါ့ကွာအဲ့ဒါငါ့အကောကိုတန်းထွေးပဲဒီနားကလူတွေကတော့တိပိဒဇလံပြပြလေးပါဒါပေမဲ့မင်းသိတင်တယ်တင်လို့ငါပြောပြမယ်တန်းထွေးတဲ့ငါ့အကောကအရန်ကိုချစ်တဲ့သူအစွဲလန်းလန်းကြည့်တယ်လူပြိုကြီးဆိုတော့သူ့ဘွားတစ်ယောက်လုံးတင်မောလိုက်ပြီးရာသမြငွေနဲ့ဒီအိမ်လေးကိုစောက်ခဲ့တယ်ကွာတချို့ကဘန်မှာအပ်ပြီးတော့ဘန်ဒိုးလေးစားလို့ အေးအေးချမ်းချမ်းနေတဲ့သူတယောက်သူအသက်ရွယ်ရလာတော့ပြင်းတဲ့ခါတွေဆိုရင်တော့တပတ်မှ၄-၅ရက်မိုးလင်းတာနဲ့အမျိုးတို့အိမ်ငါတို့မိုးကျင်းတွေအိမ်မကွာအချင်းရောတဝန်းခွေရောမောင်နှမဆွေမျိုးတွေအိမ်ကိုလိုက်လေတယ်ပြီးရင်တနေကုန်နေပြီးတော့စကားပြောဝါတာနဲ့ပြန်သွားတတ်တယ်အမျိုးသားရံဖြစ်ပြီးမခေါ်ကြရင်လေသူကပဲကြားဝင်ပြီးတော့ဖြစ်ရှင်းပြီးတယ်ဒါကြောင့်ပြန်တဲ့သွားကြတာများတယ်ကွာတို့မျိုးတွေကတိတဲ့အတိုင်းပဲအနေဝေးတော့အဆက်အသွယ်ပြတ်ကြတယ်ဒါပေမဲ့ ကိုကြီးတန်းထွေးကအိမ်ပေါက်စိတ်လေးနေတော့တမိသားစုရဲ့တဲ့င်းကိုတမိသားစုကသူ့စီကနေအမြဲတမ်းကြားနေရတာ။ตาရီနာရီကစပါကွာပြောရရင်ဒုမိသားစုဆွေမျိုးတွေအတွက် ကိုတန်းထွေးကဂျားကန်တစ်ခုလိုပဲအားဖြစ်ခဲ့တယ်။ပြောရတဲ့လူကြီးဟာမျက်ရည်တွေတိတ်နေပြီးတစ်ချက်ရှိုက်လိုက်တယ်။မျက်ရည်တွေတုတ်ပြီးတော့စကားပြန်စတယ်။ကိုတန်းထွေးကဖရာတရားလေးအင်မတန်မှလှုပ်တယ်ကွာ။ပြီးတော့သူ့ရဲ့အိမ်လေးကိုလည်းတန့်နေအောင်ထားတယ်။ခြံထဲကအပင်တွေကစအကုန်လုံးသူ့လက်သူ့ချင်နဲ့ပြုစားထားတာ။ ရက်ကွက်ထဲမှာရော သူ့အမျိုးထဲမှာရော ကိုတန်ထွေးကိုမုံတဲ့သူလုံးဝမရှိဘူးလူမှန်ကြီးกว่าပြီးတော့ဘာသာရေးနိုင်ရေးလဲရှေ့ဆုံးကဥဆောင်တက်တယ်လူတိုင်းသူ့ကိုချစ်ကြတယ်ကျမကြီးကလည်းဘာကောင်းတယ်လဲမမေးနဲ့กว่าချားနာတယ်ဆိုတာငါဖြစ်မြင်ကုန်မမြင်ဘူးဒါပေမဲ့သူ့အသက်88နှစ်ရောက်တော့လူဘဝတတန်စိတ်ပြီနဲ့တက်มาတယ်กว่าရုပ်တရက်ကြီးမူးတယ်မူးတယ်ဆိုလို့စေယုံတင်ထားတယ်စေယုံရောက်နေတော့သူ့အမေပြောတယ်ငါတက်တာသွားပြီ ငါအိမ်ပြန်တော့မယ်ငါအိမ်ပြန်ခြင်းနဲ့ငါ channel ကအပင်လေးတွေရေမလောင်းပေါင်းမတင်ရသေးဘူးအိမ်မှာလည်းဖုန်းတွေတက်နေလောက်ပြီငါအိမ်ပြန်ခြင်းနဲ့ဒီချိန်ဆုံးငါအိမ်ပြန်ခြင်းပဲဆိုပြီးပြောတတ်တယ်တနေ့မှမနက်အစောပိုင်းသူ့အခြေအနေတော်တော်ဆုံးနေလို့အနားမှာမောင်နှမတွေအကုန်ဆုတ်ပြီးနေပေးကြတော့သူ့အသက်ကိုမနှဲဖို့အလုပ်ရရှုတယ်ဖြောတော့နေတဲ့အနေထားကနေဖန်ရမထနိုင်တဲ့လူကလူနာကနေမှာစက်ကနေကောက်ပြီးထားထိုင်နေငါအိမ်ပြန်မယ်လို့တကွန်ပြောသွားတာ ီးတာနဲ့ပြည့်လဲသွားတာကွာမဇက်လေးဟပြီးတော့အသက်ထွက်သွားတယ်ဆရာဝန်ပြောတာကတော့အုံနောင်သွေးကြောပြက်တာတဲ့သူမသိခင်ကပြောတဲ့စကားကိုတို့တွေလည်းအမှုမမမဲ့ပဲထားလိုက်တာကွာပြဿနာကဘမစားလဲဆိုရင် သူ့နာရေးအတွက်အခုငါတို့နာကလူတော်များများနဲ့လဲငါတို့တို့တွေသူ့အိမ်မှာနေပြီးရဲမလဲခင်တိဆောင်ပေးကြတယ်ဖရိုက်သူကရိုက်နာရေးစရိတ်ကောက်သူကကောက်နဲ့သူ့အလုံးနဲ့သူနာကြတော့အလှဲကြအိတ်ကြဆောင်ကြတယ်လေတညငါအယမ်းပင်မလာလို့ ငါအကူကိုတန်တွေခရင်မမတဲ့အိမ်မိတယ်။အဲ့ပြောကနေကြရင်တော့ငါနားတဲ့လေတိုးတန်လို့လို့မျက်နှာကိုလေနဲ့မှုတ်တယ်လို့ခြေဘွားကိုလေဟတ်တယ်လို့ရှားကြည့်ကြည့်ပြတာနဲ့စက်မအိပ်ဖြစ်ခဲ့ဘူး။ငါထထသွားတော့ရက်ွက်ထဲကနားရည်လာကိုစောင့်ပေးတဲ့ကောင်းလေးတယောက်အဲ့ဒီခရင်မတက်အိတ်တာလူမရှိဘဲနဲ့သူ့ခြေထောက်ကိုခရင်မောကဆွဲချတယ်ဆိုပြီးတော့ကြောက်လန့်နေကြအော်လို့ကအိမ်ကိုပြန်ပြေးသွားတယ်။နောက်မယုံတဲ့သူတွေစမ်းကြည့်ကြတဲ့အခါမှာလေဒီတိုင်းပဲကွ။အိပ်ပြော်ပြီးဆိုရင်မဖီတတိနဲ့စတယ်လို့ဖြစ်ရော ပြီးရင်ခြေလေးလက်တွေခံပြီးတော့ဂရမောကဆွဲချတယ်။အခုမင်းပြင်းသားကလူတော်တော်များလဲအဲ့လိုခံမှုတယ်ကွာ။မယောရင်သူတို့ကိုမေ့ကြည့်။လူကြီးဟာသူ့ဘေးကလူတချို့ကိုလက်ညှိုးထိုးပြတယ်။ဒီမာရီမင်းသူကအမလီဗျာကျုံပါပြီဗျ။ကျွန်တော်ကအကောင်လိုက်ကိုမြင်လာတဲ့သူပါ။စက်ပြောပါအောင်ပါကြည့်။မင်းသူစကားကြောင့်လူကြီးကဟဟပပကြီးတယ်။အေးပါကွာ။စက်ပြောရရင်ငါအကိုဒေဂန်လေးသူ့အိမ်ကိုဆွဲပြီးတော့မကြုတ်ဘူး။ကိုသူတွေလည်းလုပ်ပေးတယ်။အမြတန်းလဲ ဝေပေးတယ်ကွာဒါပေမဲ့မယူတာအခုမင်းကြုံလာတဲ့အဖြစ်ကိုကြည့်ပြီးတော့နောက်ဒါမျိုးဘယ်တော့မှမဆန်းနဲ့တော့ကြာလာဘာမှနေလဲကြောက်လန့်ပြီးဝိညာဉ်လွင့်သွားလို့အသက်ပါပေးလိုက်ရမယ်မင်းအခုမသေးတာကံကောင်းကွာမင်းပေါင်းမိမှလည်းသေးသေးရွှဲနေပါလားလူကြီးရဲ့စကားကြောင့်ဘဲကလူတွေပွဲကြနေတဲ့ချိန်မင်းသူကကိုပေါင်းမိကိုကိုပြန်ကြည့်ပြီးတော့ကြီးကပြန်ပြီးတော့ပြေးလိုက်ပါတယ်ဟုတ်ဟုတ်ကဲ့ပါကြီးအေးမင်းကိုအိမ်ပြန်ပို့ဝေဖို့ငါသားဟိုမှာစောင့်နေတယ်သူကနေလိုက်သွား သူပြန်ပို့ပေးလိမ့်မယ်။ဟိုရင်ထဲမှာမင်းကြံခဲ့တဲ့ပစ္စည်းတွေလည်းဒီကကောင်လေးတွေသွားပြီးတော့ပြန်ယူပေးပြီးပြီးကားပေါ်တင်ပေးထားတယ်။ဘာမှမကြောက်နဲ့တော့စိတ်အေးလက်အေးနေတော့ဖခင်တရားတော့မမေ့နဲ့ကောင်းလေး။မင်းကိုအကြီးကျယ်မြှောက်ပေးတဲ့ဟိုကောင်စမ်းတဲ့လေငါလှမ်းဆုပ်ထားလိုက်မယ်။သွားတော့ငါတို့မင်းတို့လည်းသူ့ကိုကူညီပေးခဲ့တဲ့သူတွေအားလုံးကိုကျေးဇူးတင်ကြောင်းပြောနှုတ်ဆက်ပြီးတဲ့နောက်အိမ်ပြန်ချင်းကိုတိခဲ့ပါရီ။ဒီပြပြတွေဖြစ်ပွားပြီးလာပိုင်းကြမှာတော့ကျန်းသူမိသားစုက ဒီအိမ်ကြီးမှာကွယ်လွန်သူအင်ရှင်ကိုရည်စူးကကုသိုလ်တွေမကြမကြပြုလုပ်ပေးတာကြောင့်ပိတ်တာဖြစ်နေတဲ့အင်ရှင်အဖိုးလည်းကျွတ်သွားပြီလို့ကြားသိရတယ်။ဒီအိမ်မှာလည်းအเจ้าလန်လုံးဝ